မင်္ဂလာပါရှင် KIO ထိန်းချုပ်နေမြေကဒီတစ်ပတ်အတွင်းရရှိထားတဲ့သတင်းတွေနဲ့တိုက်ပွဲသတင်းအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကိုစုစည်းတင်ဆက်ပေးပါမယ်ကျွန်မကရှေမုံပါ KIO ပူပေါင်းတပ်ကဗမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီစခန်းအများပိုင်းကိုတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီးတော့ကြန့်ရှိနေတဲ့စကကခ27ဌာနချုပ်အပါဗမော်မြို့ကိုအလုံးစုံတင်ပိုက်နိုင်ရေးဆက်လက်ကြိုးပမ်းနေစေပါဒီတစ်ပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲနေရာတွေတာမက KIO နေမြေမှာ ဝိုင်ထရေးလေယာဉ်နဲ့134ကြိမ်ဂျက်ဖိုက်တာနဲ့17ကြိမ်ဒရုန်းနဲ့68ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီး294ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဧပြီလ17ရက်နေ့ဒီကနေ့မနက်စင်နိုင်ဝန်းကျင်မှာ KIA တပ်မဟာနှင့်တပ်ရင်း20နမည်ကလဝါကျေးရွာနားကခုံဆိုင်ရန်ကျေးရွာနီးကိုစစ်ကောင်စီတပ်နဲ့မင်းစေတပ်ပြည်သူ့စစ်အဖွဲ့တွေစစ်ကြောင်းထိုးလာတာကြောင့် KIA ဖက်ခခုခံတိုက်ခိုက်ရာကနေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ17ရက်နေ့က KIA တပ်ရင်း26နေမြေအတွင်းမှ SNA စစ်ကောင်စီတပ်တွေစစ်ကြောင်းထုံးဝင်ရောက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားတာရှိပါတယ်။အင်တော်မျိုးကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ16ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရှစ်လနီးပါးအကြာဧပြီလ9ရက်နေ့ညနေပိုင်းမှာ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအပြေးတိုက်ခိုက်သိမ်းပိုင်လိုက်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ February 22ရက်နေ့ဂျေယောင်စစ်ဆောင်စခန်းကဂရင်းငယ်3ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ တရားခံအုံဆောင်တွဲအောင်ကိုမတ်လ29ရက်နေ့မှာ၎င်းအမှုအတွက်တည်တံဖွဲ့စည်းထားတဲ့တရားရုံးကအမြင့်ဆုံးပြစ်ဒဏ်အဖြစ်တည်တံအမိန့်ချမှတ်ခဲ့ပြီးတော့ဧပြီလ9ရက်နေ့မှာတည်တံတရားစီရင်အမှုပြီးဆုံးခဲ့ပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်လို့ KIO နဲ့ PSLF နှစ်ဖွဲ့ညှိနှိုင်းဆွေးနွေးပွဲအတွက်တာဝန်ရှိသူတွေကဧပြီလ9ရက်နေ့မှာ ရှေ့ပြေးတွေ့ဆုံညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ KIO အစိုးရအကြမ်းရေးဌာနက ခူကောင်းမြို့နယ်ကပြည်သူတွေစီတွားရောက်စေကူတာပြေးပြီးတော့ကျမရဲ့အမြင်ဖွင့်အစီအစဉ်တွေလှုပ်ဆောင်ခဲ့ပါတယ်။ဗဟိုမှုရေးတိုက်ဖြတ်ရေးအဖွဲ့နဲ့စစ်လွန်ပုံမှုရေးတိုက်ဖြတ်ရေးအဖွဲ့တွေပူးပေါင်းပြီးအရီလာ6ရက်နေ့ညမှာလုပ်ငန်းဆောင်ရွက်ရာမှုရေးဆေးရောင်းဝယ်သူတွေကိုဖမ်းဆီးမိခဲ့ပါတယ်။ KIO အစိုးရမှုရေးတိုက်ဖြတ်ရေးကော်မတီကနေရာဒေသအတီးဒီမှာတိုက်ဖြတ်ရေးလုပ်ငန်းတွေကို တွင်ကျဲစွာလှုပ်ဆောင်ရရှိပါတယ်။ကြည့်ရှုနာဆင်ခဲ့ကြတဲ့မိဘပြည်သူအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။